ဖြစ်တဲ့အတွက်ကျမတို့ကလူငယ်ကျမလည်းထောင်ထဲကိုကြာတဲ့အချိန်မှာအသက်29နှစ်အရွယ်အမျိုးသမီးတယောက်ပဲထားလို့လာတဲ့အချိန်မှာဒီ၄နှစ်ကျော်၅နှစ်ဆိုရင်ကျမ30ကျော်အရောက်လာတဲ့အချိန်မှာဟိုငငယ်ရွယ်နဲ့အိမ်အောင်ကြားခဲ့ရတယ်ကိုသားသမီးတွေဟလာဟိုဘယ်လိုပြောမလဲဆိုတော့တတန်းနူးတဲ့အချိန်မှာသားသမီးတွေနဲ့လည်းဝေးရတဲ့ဝေဒနာကျမမှလည်းလူငယ်ဆိုတဲ့စိတ်ကရှိရပါတော့လူငယ်ဖြစ်တဲ့အတွက်လှုပ်ရှင်နေ၊ကြင်နေ။ဟောပြောရမယ်ဆိုဘဝကိုအကျော်တင်းဖြတ်တန်းခြင်းနေပေါ့နော်။တခါကျအဲ့ဒီရဲ့ ဖြစ်စည်းမှုတွေပါကျွန်မခံစားရတယ်ပေါ့နော်အခုဆိုရင်ဆိုရှယ်မာတွေလည်းတွေ့ပါလိမ့်မယ်ကိုတို့လုံနေတဲ့လူတွေအားပေးဖို့လိုအပ်တယ်လို့မြင်တယ်ပေါ့နော်လုံနေတဲ့လူတွေကိုတိုက်ခိုက်ရင်စစ်ကောင်စီကအကြိုက်ပေါ့ဒါဝနဘာလို့လဲဆိုခိစက်စက်မှာဒီနေဝင်းတန်းရှင်ခင်းညွတ်လက်ထက်တိဟိုចောင်းသားကိုចောင်းသားနဲ့တတ်ခဲ့တာပြည်သူကိုပြည်သူနဲ့တတ်ခဲ့တာ အဲ့လိုပဲတော်လန်အင်အားစုကြီးမျိုးပဲသူကသူတို့ရဲ့ဒါစိုက်ဝါကအမြဲတမ်းထဲ့ခဲ့တာလေနော်အဲ့လိုဆိုအဲ့ဒါကိုကျွန်တော်တိနေဖို့လိုတယ်ကိုချင်းကိုချင်းဖြစ်နေအိမ်မှာအမိသားစုက အစင်မပြေပတ်ဝန်းကျင်ကဟာလားပတ်ဝန်းကျင်ကဘလို့ဝါဖြစ်မလဲကို့မိသားစုမှာစုစည်းနေတဲ့ခါကြရင်ဒီပတ်ဝန်းကျင်မှာကြည့်ကြရမလို့အဓိကလေးစားမှုလည်းရှိရပါတော့ကိုချင်းကိုချင်းဖြစ်နေလေးစားမှုကရှိမှာပေါ့သူတို့လေးစားဖို့အတွက် နေနေရလားဆိုတော့မဟုတ်ဘူးလူဆိုတာလူချင်းဝိဆိုတာနားလေကိုလိုအပ်တယ်လေနော်အဲ့တော့မြင်နေရအဲ့တော့ကိုယ့်ရဲ့ခံယူချက်တွေဒီတော်လိုင်းကြီးမှာကိုယ့်ရဲ့ခံယူချက်တွေယုံကြည်မှုတွေအတွန့်ရှိဖို့လိုအပ်တယ်တော်လိုင်းကြီးချင်းမြင်လာလေကိုယ့်ရဲ့စိတ်စိတ်နေသဘောထားတွေကနူးညံ့လာရမယ်သဘောထားကြည့်ရမယ်ဒါမှလည်းကိုရီလိုချင်တဲ့အာနာရှင်ကိုပြုတ်ကြမဲ့စနစ်တိုင်းပွဲတိုင်းမှာကျမတို့ကဖြည့်ချင်းဟိုလမ်းမမှန်နဲ့ဖြည့်ရှင်းနိုင်မယ်လို့လည်းမြင်နေပေါ့နော်ဟုတ်။ဟိုလေ ကိုတွေ့တာကတော့ဒီမဇူးမေကိုယုံငန်းကိုတစ်ခေါက်လာတဲ့ခါကျတော့လေဒီအချင်းထောင်ထဲကနေပြီးတော့ဒီမဇူးမေတို့ဒီကိုထုတ်ပေးတဲ့ပကြီကားလေးတွေပေါ့နော်ပကြီကားဆိုတာခဲပကြီလေးတွေပေါ့နော်ဟိုနောက်စိတ်တစပကြီလိုလဲခေါ်လို့ရတဲ့ပကြီကားပုံနေလဲတွေ့တယ်ပေါ့နော်ဒီပကြီကားတွေကိုကြည့်ခြင်းအဖြစ်သူတို့ရဲ့နှလုံးသားကိုပါမြင်ရတယ်ပေါ့နော်အဲဒီဟာလေးတွေဟိုမဇူးမေကတေချာကိုထိမ့်သိမ်းထားတာမြင်တယ်ပေါ့နော်အဲ့ပကြီကားလေးတွေနဲ့ပတ်သက်တဲ့ ဟိုဟာလေးပြောပြရာရာသွန်လေးတွေနည်းနည်းပြောပြပြပါလားဟုတ်ထောင်ထဲမှာကျမတို့အမျိုးတော်တဲ့အမျိုးပြောမယ်ဆိုအမျိုးသမီးလေးတွေနော်သူကပြောရမယ်ဆိုရင်လုံးဝသူတို့ကအားနေနေမနေဘူးသူတို့ကသူတို့ကြမ်းမအောင် relax ဖြစ်အောင်အများတန်းနေရယ်အာပကြီးပညာတက်တဲ့သူကလည်းပကြီးတွေဆွဲတယ်ပေါ့နော်ရတဲ့နည်းနဲ့နောက်ဆုံးဟိုဒီထောင်မှာတုံးခွင့်မရဘူးဆိုရင်တော့မြေကြီးပေါ်မှာဒုံးနဲ့ရှစ်ပြီးသူကသူ တင်ယူနေတာမျိုးပေါ့နော်အဲ့လိုပဲဘာသာစကားရဲ့ဆိုလည်းတင်ယူရတယ်ပေါ့နော်ဒီလိုမျိုးနဲ့ပြီးရင်စာဖတ်အားကောင်းလာတယ်အချင်းနောက်ထဲမှာဒီရောက်လာရင်အနည်းနဲ့အများတော့ကျမတို့စာဖတ်ရတာနှစ်သက်လာတယ်ကျမတို့လည်းစာဖတ်စာဖတ်ရတာငငယ်လေးတွေကြိုက်ခဲ့ပေါ့နော်စာပတ်စံမဟုတ်နဲ့ဘာဝင်မလဲဆိုကျမစာအုပ်ပဲကိုပြေးဝေခဲ့တာပေါ့အဲ့လိုမျိုးဆိုတဲ့အတွက်ဟိုစာဖတ်အားကြီးကောင်းလာတယ်စာဖတ်အားကြီးကောင်းလာတယ်တော့အတွေးခေါ်သူတွေးခေါ်ရရပြောမယ်ဆိုဘေးမရောက်တော့ဘူးပေါ့ ဟိုဒီဒီစာရဲ့သဘောမှာဒီစာကဟိုတင်ယူမှုကိုလမ်းပြတာလားလမ်းမောင်းဆွဲချတာလားဒီအဲ့လောက်ထိတောင်မှဘယ်လိုပြောမလဲဆိုတော့စာဖက်အားအတွေးခေါ်တွေကောင်းတာအဲ့လိုအတွေးခေါ်ကောင်းအားကောင်းလာလို့ရှင်လူကစင်စင်စဉ်းစားဉဏ်ကဉဏ်ကွမျိုးလာတာပေါ့နော်ဒီຢာကလှုပ်တင်လာဒီຢာကမလှုပ်တင်အောင်ဆိုတာမျိုးတိလာတာမျိုးပေါ့နော်အဲ့လိုဆိုတော့အချင်းဆောင်ထဲမှာနိုင်ငံချင်းစုကျင်သားတွေကသူတို့ကိုသူတို့အားအားမနေဘူး အမြဲတမ်းလိုလိုထိုက်တက်ကောတန်ပါဒါတော့ကျမတို့လည်းလွတ်လာတဲ့အချိန်မှာအတိအယံဖြစ်တာတချို့ရေဆိုအဲ့လိုမျိုးနေနားပါအောင်ကျမ်းမာရေးလည်းဂရုစိုက်တယ်လို့စိတ်ကောင်းစလင်းလည်းလုပ်ပါအောင်အဲစိတ်ကောင်းစလင်းဆရာဝန်တွေကစအဲ့လိုပေါ့နော်ကုညီပေးမယ်ပြောတော့ကိုကိုကိုအတိဖြစ်အဓိကဘာလဲဆိုတော့ကျမတို့ကထောင်ထဲမှာတွေကပြင်ဆင်လာတယ်နော်ဒီစစ်ကောင်စီလှုပ်ပေးတာနဲ့ကိုကပြင်ဆင်လာဖြစ်တဲ့အတွက် ready ဖြစ်နေတာအလုံးစုံ ready ဖြစ်နေတာနောက်ဆုံးဥမာပေါ့စွန့်လို့ရမယ့်အရာတွေကိုစွန့်လို့ရရင်တော့မှ โอเคငါโอเคတယ်ဒါမျိုးနဲ့သွားခင်ရဖြစ်တဲ့တော့အခုချိန်မှာလဲဘာကြောင့်လုံနိုင်နေလဲဆိုလို့ရှင်အဲ့ဒီစိတ်ပဲအဓိကဟိုကိုယ့်ရဲ့ခံချက်ယုံကြည်မှုကိုဟိုရေးဆွဲခဲ့တာရေးဆွဲခဲ့ရဖြစ်တဲ့တော့အဲ့ဒီတိုင်းကိုပဲရှာမှတ်ပြီးတော့ကိုယ့်အကိုကိုယ့်ဘာပေါ့နော်ကိုယ့်ရဲ့ဘာကျွန်တော်ဆိုအခုဆိုလို့ရှင်အာဘယ်သူမှဘာမကိုယ်လဲကိုယ့်ကိုကိုယ်ကိုယ်တယ်ဒီနေရာကသွားတင်လားဒီနေရာကမသွားတင်ဘူးလားဒီစကားကပြောတင်လားဒီစကားကမပြောတင်ဘူးလားကိုယ့်ဘာကို ကုတ်လိုက်တယ်ပေါ့နော်ကုတ်ဝန်းဝိုင်းမှာကုတ်ကုတ်လိုက်တဲ့အတွက်အနည်းဆုံးတော့ကျမစိတ်အဆင်ပြေတယ်ကျမအဓိကဟိုကျမလုံးဝမဲ့အကြောင်းကျမမြင်လာတယ်ဥမာပေါ့ကျမအကျဉ်းထောင်ယူလုပ်တဲ့အတွက်ကျမခံနေရတယ်ကျမအကျဉ်းထောင်ယူလုပ်နေရတဲ့တနေ့တနေ့ထောင်ကျဉ်းထောင်နဲ့ပတ်သက်ရင်ကျမအကုန်ကျမပါချိတယ်ဘယ်လိုမျိုးခံနေရလဲဆိုတာဘယ်လိုမျိုးဒီအကျဉ်းဦးစရောက်ဝင်နေနေလှုပ်လိုက်ပြီဆိုတာအဲ့ဒါအဲ့လိုမျိုးကျမအမြဲတမ်းကျမပါအချိန်ဆက်တယ်ငြင်းရရှူရရှိရပေါ့နော်အဲ့တော့ဒီကျင်းထောင်နဲ့ပတ်သက်ရင်လည်လို့မရအောင် လိန်လိန်လို့လည်းမရဘူးအဓိကတခုပဲကျမတို့ကကျင်းထောင်ထဲမှာလည်းစိတ်နဲ့ဖြတ်သန်းလာတယ်ခံစားချက်ခံယူချက်တွေနဲ့ဖြတ်သန်းလာပြီဒီအကျင်းဆောင်မှာရှိတဲ့ဝန်ထမ်းတွေစစ်ကောင်စီရဲ့ဒီ psychology scan တွေမှာရှိတဲ့ဒီစာအဖတို့ဟဲ့လားသူတို့သူတို့တည်းအချိုးတွေကိုကျမတို့သိလာတာဖြစ်တဲ့အတွက်လိန်လို့မရဘူးဒီလူတွေဒီဝန်ထမ်းတွေဒီလိုအချိုးချွင်းငါတို့နိုင်ငံရေးကျင့်စကြံဘယ်လိုဖိခံနေရပြီဆိုတော့တန်းတန်းတည်ရ ဒီချင်းတော်နဲ့ပတ်သက်ရင်တော့လာမလင်နဲ့ကျမတို့တော့ဆုံးထီသွားမှာဖြစ်တဲ့သူကဒီအချင်းဦးစီးမှာရှိတဲ့ဝင်နှန်းတွေလည်းလာမဖိနိုင်နဲ့ထောင်ထဲမှာလည်းအဲ့လိုပဲအာဒီကစ်ပုံစီရိုင်းနေအဲ့တော့အကိုလည်းဒီမဒီထောင်ကစ်ပုံကြီးကိုအများကြီးစီရပါဘူးသူလူကြီးလမ်းကြောင်းအဓိကဘာလဲဆိုရင်လူကြီးလမ်းကြောင်းလာပြီးဆိုထောင်သူတန့်ချင်ချင်ထားပါတယ်ပေါ့အမေကတော့သူကနိုင်ငံချင်းသူချင်းတာတော့တပေးခွဲပက်လည်နဲ့ထားတာကိုထားတဲ့အတွက် အဲ့ဒီနေရာတွေမှာဆိုရင်စားတော့လဲစားလဲဒီနေရာသွားလဲဒီနေရာအဲအဲ့လိုဆိုတော့အဲ့လဲဒီနေရာဖြစ်တဲ့အတွက်ကိုးကောင်ကြီးအများကြီးပဲအပွဲစိတ်လိုအကောင်ကြီးကညားဘာလို့ဒီမုတ်ပဲတဲ့ရတာအနံ့ရရင်လာကြတယ်အဲ့လိုပွဲစိတ်တော်ကြီးတွေမှာနိုင်ငံချင်းတူတာအဲ့နေရာပဲဒီဒီကြောတခင်းစာနေရာလေးမှာပြီးတဲ့ခါကျရှင်ရဲကရှင်ညားဆိုရှင်ကြိုက်တော့ရှင်ကြိုက်အဲ့ရှင်ကြိုက်တဲ့ဝေဒနာဆိုတော့ကိုယ်ရင်ရှင်ဒီမှာဟိုဘယ်လိုပြောမလဲဆိုတော့ဟိုကာကွယ်လို့ရရတယ်နော် ဟိုခြင်သေးဖြန်းနာမျိုးပြီးတဲ့ခါကျရင်ခြင်သေးခွေထွန်းနာမျိုးခြင်သေးခွေထွန်းနာမျိုးခြင်အောင်ထောင်းအိတ်တာမျိုးခြင်မှာလုံးဝရှင်းအောင်ပေးမှမတွေ့နာရှင်းအောင်လည်းပေးမသွေးသလိုခေါင်းနဲ့လည်းအဲ့ခွေမပြူအဲ့တော့ကျမတို့ဘာလုပ်လဲကိုယ့်ရဲ့ပါတဲ့ဝေသား၄၅စုံရှိရင်အဲ့ဒီ၄၅စုံလေးကိုပဲခေါင်းလေးခေါင်းလေးလုပ်ပြီးတော့ဖြာခေါင်းပြီးတော့ခေါင်းလေးလုပ်အဲ့တော့ထောင်ထဲမှာဒီလိုအာနာသိမ်းပြီးတော့ဒီ2021ကနေ2025အထိမှာနိုင်ငံချင်းသူချင်းသားဒီ၄နှစ်ကျော်၅နှစ်ထိတောင်မှာ ို့ရဲ့အဝိဇ္ဇာလေးနဲ့ခေါင်းလာခဲ့ရတဲ့ခံစားချက်ဒါတို့ကျွန်တော်တို့သိဖို့လိုအပ်တယ်အခုဆိုရင်ရေမလုံလောက်တဲ့ရေမလုံလောက်တာဖြစ်တဲ့ရှိုးရည်ကဒီချိန်ဆိုကျွန်တော်တို့သိရေမလောက်တော့တခါရရင်ချိုးရည်အခွက်နဲ့ပေါ့ခုနှစ်ခွက်ပဲရှိရမယ်ဘေးခုနှစ်ခွက်လောက်မလဲစပြာတိုက်ရမှာရှိမယ်ဟဟလာညနာတေးရမှာရှိမယ်ခေါင်းချော်ရမှာရှိမယ်ဒါမျိုးနဲ့ဆိုတော့ရေမလုံလောက်တဲ့အတွက်ဘာဖြစ်လာပြီလဲဆိုရင်အရေးပါယောဂါကြီးစလာညာနာတွေဖြစ်လာမယ် အဝိတ္တရာဒါဝိတ္တာရုပ်ဖြစ်တဲ့တွက်ကျမတို့ခါးတယ်နုသမီးဆိုပို့ထိုးတယ်ဓမ္မရာလာပြီဆိုလို့ရှိရင်ဘယ်လိုဝိရမလဲအဓိကဟိုဘယ်လိုပြောမလဲဆိုတော့မလုံတော့ရင်ဟိုဖြစ်ပြီယောဂရပြင်ပယောဂတွေဝင်ပြင်ပယောဂတွေမတန်ရှင်းပြင်ပယောဂတွေပြင်ပယောဂဝင်လာမယ်တန်ရှင်းဖို့တွက်ကရရရည်ရလို့ရှိအဲ့တော့ခုကလက်ရှိမှာဘာဖြစ်နေလဲဆိုတော့ကျမတို့စေဝါမလုံလောက်မှုရအကျဉ်းဆောင်ထဲမှာဖြစ်နေစေဝါမလုံလောက်မှုတွေအကျဉ်းဆောင်ထဲမှာဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆို အခုအကိုတို့လည်းမြင်ပါလိမ့်မယ်အချင်းောင်ထဲမှာဘာကြောင့်ဆုံးပါသွားပါလဲဆိုပြီးမိသားစုစီကိုပို့တဲ့စာအေးဘိုးစာရွက်လေးတရွက်15ချက်လောက်ပဲအသက်ကျမတို့အသက်တရား15ချက်ပဲတန်လာလားမိကုန်းထုတ်ရှင်တာနော်တေးမကျမတို့ကဒီတေးပါတယ်ဆိုတော့တီဝင်ရတာလားဒါရမာနေဘာကြောင့်တည်တယ်ဆိုတော့ကျွန်တော်လိုက်ဖို့လိုအပ်တယ်ဒါပေါ့အကျင်းတော်မှာနိုင်ငံရေးကျင့်သူကျင်းသားတယောက်ကျမ်းမာရေးမမမကျမ်းဖြစ်ပြီဆိုကျွန်တော်လိုက်ကိုလိုက်ရမယ် ိပြီးသွားတဲ့အားချင်းဟိုချိတ်ဆက်ရမယ်ဘလိုမျိုးအသက်တချောင်းကိုကျွန်တော်ကယ်နိုင်လေလေကျွန်တော်ကဒါရောမကူလို့ဒါပဲဒါကိုလိုက်နေရမှာအဲ့တော့အခုဆိုရင်လည်းအခုအခုဆိုရင်လည်းကျွန်တော်တို့ထောက်တထောင်အခုကိုကိုနဲ့အခုညီမပြောနေကြပါကျွန်တော်ထောက်တထောင်နဲ့ချိတ်ဆက်ရတယ်ပေါ့နော်ချိတ်ဆက်ရတဲ့အချိန်မှာနိုင်ငံချင်းစုကျင်တာ50လောက်ကဒုက္ခရောက်တယ်ကာယရောကျမ်းမာရောအရေပြာယောဂါရောအဒီကတီဘီယောဂါမျိုးတွေနောက်ဆုံးဘာဖြစ်လာလဲဆိုအဲ့ကြောတခင်းစာတပေခွဲပက်လယ်နဲ့နေရတဲ့အတွက် ပြီးရင် ကျမတို့ယောဂရှင်ယောဂရှိရဲ့လူကိုတက်တက်မထားအောင်ကျမတို့အဓိကအထုပဲကျမ်းမာရေးချူတော့ပေါ့နော်လူတန်းစားခွဲစရာမလိုဒါပေမဲ့ကျမ်းမာရေးချူတော့နေဆိုကျမတို့ကဆေးရုံဆိုလဲဆေးရုံဆေးရုံဆိုလဲဆေးရုံပေါ့နော် ပြီးတဲ့ခါကျရင်အာဘယ်လိုပြောမလဲတက်တက်စီထားရမှာပေါ့နော်ဘာဖြစ်လဲဆိုအကုန်လုံးရောထားရတဲ့ဘာဖြစ်လာလဲဆိုအခုက TV ယောဂကြီးကျင်းအောင်နေထဲမှာဖြစ်နေပြီပေါ့နော်ပြီးရင် HIV လိုမျိုးယောဂကြီးကူးစက်ခံနေရတယ် ဘာဖြစ်လဲဆိုတော့ကျမတို့လက်တန်းညက်မပေးဘူး။ကျမအေးတကူရီသုံးနေဆိုရင်တခုဆိုရင်ကျမတို့ညသုံးရတာမျိုးလေ။လုံးဝဘယ်လိုပြောမလဲဆိုတော့စေးဝါးမလုံလောက်ဘူးပြီးရင်ကျမတို့ကိုဝေးဖြစ်တဲ့ချိန်မှာကိုကိုယ်တိုင်လည်းကိုဝေးဖြစ်တဲ့ချိန်မှာစေးရုံဆောင်မှာမလောက်လို့ဆိုပြီးတော့သူတို့ TV ယောဂကူရတဲ့နေရာ TV ယောဂဆောင်မှာတွတ်ပို့တော့ပြီးတဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့မမက်ရရပေါ့နော်အင်းစိန်ထောင်ဟိုအင်းစိန်ထောင်မှာပေါ့ဦးစီးမူအဲ့ဒီသူကမလုပ်လဲဆိုတော့ ငပိပစ်ပေးတယ်ငပိယူရက်ငပိယူလို့အနားရလို့ရှိရင်ကိုပိပျောက်ပြီ